မသေးခင်အမှတ်တမ်းတင်ထားတဲ့ကပအရှာဆုံးတရိတ်ဆန်များနံပါတ်1ရွှေချား ဟိုတလောကထိုင်းနိုင်ငံမှာနာမည်ကြီးသွားတယ်။ကြားမလေးအေဗာနဲ့လူနာကိုမှတ်မိကြအောင်မယ်လို့ထင်တယ်။တကယ်တော့ဒီကြားတွေကကမ္ဘာပေါ်မှာအရှားပါဆုံးကြားမျိုးစေ့ဖြစ်ပြီးတော့တကမ္ဘာလုံးပေါင်းမှာအကောင်ကြီး30လောက်ပဲရှိပါတယ်။အဲအဲ့လိုရှားပါတဲ့အကောင်ကြီးဖြစ်လို့ရက်ဆက်ကြမ်းကြုတ်မယ်ထင်နေရင်တော့မှားတော့ပါပဲ။အများဆုံးကကြားတော့ကြားပဲဆိုပေမဲ့အကောင်ဦးကြောင်ကြားတွေကြီးဖြစ်ပါတယ်။ထိုင်းအကောင်တော်မှာဦးကြောင်ကြားတွေလှုပ်လှုပ်လို့ social media ပေါ်မှာနာမည်ကြီးလာခဲ့တာ။ဒီကောင်လေးကပုံမှန်ကြားတယ်လို့ခတ်ထန်တဲ့အမူအရာတွေမရှိဘဲနဲ့အစော့တန်ပြီးအပြီးကြီးတဲ့ကောင်လေးဖြစ်ပါတယ်။ ရုပ်ကသာကြာယူပေါက်နေပြီမဲ့အတွင်းစိတ်ကတော့ကြောင်လေးလိုနူးညံ့တယ်။အဲ့ဒီလိုပြောလို့ပါဇက်တဲလက်သွားထိုးထည့်ရင်တော့ခေါင်းပါအစားခံလိုက်ရမှာဖြစ်ပါနံပါတ်1ညိုမစစ်ပန်းတာပန်းနာဟုတ်လို့ပြောလိုက်ရင်အဖြူနဲ့အမဲကိုပဲဒိုင်းကနေပြင်းမြင်မိကြမှာပါ ဒါပေမဲ့ဒီပန္နာကတော့ဘယ်မျိုးမစစ်ကမွေးလိုက်တလဲတော့မသိပါပဲ။တဘာဝကိုစန့်ကျင်ပြီးတော့တကောလုံးဖြူစွတ်နေတာဖြစ်ပါတယ်။ရုတ်တရက်ပန္နာချင်းလမ်းမှာတွေ့ရင်တော့သူတို့အမျိုးမှန်းသူတို့တိမာမဟုတ်ပါဘူး။ပန္နာအချင်းချင်းတော့လူမျိုးကြီးခွဲခြားခံရမယ့်ကောင်းမျိုးဖြစ်ပါတယ်။ဒီပန္နာကို2019ခုနှစ်တုန်းကတရုတ်နိုင်ငံကတဘာဝဘေးမဲ့တော်တစ်ခုမှစတင်တွေ့ရှိခဲ့ပါတယ်။တကယ်တော့အဲ့ဒီတကောင်ကပထမဆုံးနဲ့နောက်ဆုံးတွေ့ခြင်းလို့တောင်ပြောလို့ရတယ်။အဲ့ဒီတကောင်တွေ့ပြီးကတည်းကဒါမျိုးတခြားဘယ်ကောင်မှထပ်မတွေ့တော့ပါဘူး။ဒါကြောင့်ကဘာပေါ်မှာတကောင်နဲ့ရှိတဲ့အကောင်ဖြစ်လို့တော်တော်လေးရှားပါတယ်လို့ပြောလို့ရပါတယ်။ နံပါတ်3ရွှေမြင်းရွှေမြင်းမြန်နဲ့မှားပြီးတော့ဟာလဝါတွေစားကျင်လာမှာဆိုလို့ဒီမင်းကနမယ်နဲ့လိုက်အောင်ကိုရွှေအောင်အစင်းတန်ရှိပြီးတော့အလှပဆုံးမြင်းမျိုးစိတ်တွေဖြစ်ပါတယ်။ကြလစ်သွဲလာတဲ့ body အချိုးအစားနဲ့ရွှေလိုမျိုးတလက်လက်ထောက်ပနေတာကြောင့်ဒီကောင်ကြည့်ရတာရုပ်တုတစ်ခုအသက်ဝင်လာသလိုပဲလို့ဆိုပါတယ်။ဒီကောင်တွေကအရင်ခေတ်တုန်းကဆိုရင်တော့ကုံသွဲကြီးလမ်းကြောင်းအတွက်အသုံးများခဲ့တာပါ။ဒါပေမဲ့အခုချိန်မှာတော့တဖြည်းဖြည်းနဲ့မျိုးသုံးလာနေပြီဖြစ်လို့အရင်လိုကူလီထမ်းမစားခိုင်းတော့ဘဲနဲ့တိတ်ချထိမ့်သိမ့်နေပြီလို့ဆိုပါတယ်။နံပါတ်၄ကပအရှားဆုံးကြောင် ဗမန်ကားတွေက two face ဆိုတဲ့ feeling ကိုတချို့လည်းသိကြမယ်လို့ထင်ပါတယ်။ဒီစကားတွေက two face ကအပြစ်မှတကယ်ရှိတယ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့အပြင်က two face ကတော့လူမဟုတ်ပါဘူး။ ကြောင်ဖြစ်ပါတယ်ဒီကြောင်လေးကတော့ကဘာပေါ်မှာတကောင်နေရှိတယ်မျက်နှာနှစ်ချမ်းပါတဲ့ကြောင်လေးဖြစ်ပါတယ်မျက်နှာနှစ်ချမ်းကိုမှပီရန်နဲ့တိုင်းထားသလိုကိုအဝါနဲ့အမဲကွက်တီဖြစ်နေပြီးတော့မျက်လုံးအောင်ကလည်းတစ်လုံးကအစိမ်းတစ်လုံးကအပြားဖြစ်ပါညာသောအဖြစ်ကတော့ဒီမျက်လုံးအပြားတွေကခနာကိုပေါ်မှာအဖြူအောင်အများကြီးပါတယ်ဆိုင်ယန်မစ်လို့ခေါ်တဲ့ကြောင်တွေမှာပဲတွေ့ရတတ်ပါအဲကြောင့်ကြောင်ပညာရှင်တွေအတွက်တော့မှဒီကြောင်ရဲ့မျိုးရိုးဗီဇာကဘယ်ဟည်းတစ်ခုလို့ဖြစ်နေပါလက်ရှိမှာတော့ဒီကြောင်လေးလဲဆယ်လေးဖြစ်နေပြီးတော့ line ပေါ်မှာ two face ဆိုပြီးတော့နာမည်ကြီးနေပါတယ်နံပါတ်5ကြောက်ပစုံအပြား ောက်ပစုံဆိုတဲ့အတန်ကြားတာနဲ့တကောင်လုံးကင်စားခြင်းနေကြမယ်လို့ထင်တယ်။ဒါပေမဲ့ကြောက်ပစုံကမှဒါမျိုးအပြာရောင်တွေးခဲ့ရင်နော်ကင်စားခြင်းနေတဲ့စိတ်ကိုခဏလောက်ထိန်းထားကြဖို့အကြံပေးခြင်းပါ။ဒီကြောက်ပစုံကတင့်ကို iPhone 7ခုဝယ်ပေးနိုင်တယ်။ကျောက်ပစုံအပြာတွေကအကောင်ကြီးနှစ်တန်းမှမှတကောင်လောက်ပဲတွေ့ရတက်ပြီးတော့တကောင်တကောင်ကိုဒေါ်လာထောင်နဲ့ချီပြီးတော့တန်ဖို့ရှိပါတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ငါတို့က iPhone 7ထဲကျောက်ပစုံမဲပူကြိုက်တယ်ဆိုရင်တော့အချင်းလေးပါထည့်စားကြဖို့အကြံပေးချင်တယ်။အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။